မိဘနှစ်ပါးလုံးကွယ်လွန်ပြီးနောက်အကိုအရင်ကပါဘဝကိုပြောင်းသွားခဲ့တာကြောင့်မိသားစုမှတယောက်ထဲချန်ရစ်ခဲ့ရတဲ့ဟိမန်အောင်အားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေကျေးဇူးလိုက်ပါတယ်တချိန်ကဘလတ်ဟိုးအဖွဲ့အစည်းဆိုထားတဲ့တနခါတချင်းနဲ့မှဆိုင်းဆိုင်ခတ်လိုက်တဲ့အတူတူရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော်လီဟိမန်အောင်ကအနုပညာလောကတွေကနေပျောက်ကွယ်သွားခဲ့တာအရန်ကိုကြာမြင့်သွားခဲ့ပါပြီစီပါရဲတွေပဲလောက်ကင်နေတဲ့ဟိမန်အောင်ကသူ့ဘဝမှာအချင်းအဆုံမိသားစုဝင်တွေတယောက်ပြီးတယောက်ထွက်ခွာသွားခဲ့တာအခုတော့သူတယောက်ပဲချန်ရစ်ခဲ့ပါတော့တယ်ဟိမန်အောင်ရဲ့မိခင် ်ကြီးက2022ခုနှစ်ဒီဇင်ဘာလမှာပဲရုတ်တရက်ကွဲလွန်သွားခဲ့တာပါ။ မိခင်ဖြစ်သူဒေါ်ကျော်မှုဟာနှလုံးသွေးကြောပိတ်ပြီးချက်သားတွေပုတ်သွားခဲ့တာပေါ့အပြင်သွားရင်းနဲ့ရင်ပတ်အောက်လို့ဆေးကဝင်ပြခဲ့ပြီးကားပေါ်မှာနှလုံးကရပ်တန့်သွားခဲ့ပါတယ်။ကြမ်းကြမ်းမမနဲ့တောတောလလရှိနေရင်းကနေအမေဖြစ်သူကိုရုတ်တရက်ဆော်ရှော်လိုက်ရတာကြောင့်ဖြေမစံအောင်ဖြစ်ခဲ့ရတာပေါ့။ဖခင်ဖြစ်တဲ့မြင်းဆိုင်သားအောင်က2024ခုနှစ်မလ24ရက်နေ့မှာပဲကွယ်လွန်သွားခဲ့ပါတယ်။လေဖြတ်ယောဂကိုခံစားနေရတဲ့မင်းသားကြီးမြင်းဆိုင်သားအောင်ကိုဟိမန်အောင်ကတေချာပြုစုပေးနိုင်ခဲ့တာပေါ့။ သမီးဖြစ်သူကရိုးသားသားအလုပ်တွေနဲ့ဖခင်ကိုပြုစုခဲ့တာကိုလည်းဂုံယူတယ်လို့ပြောခဲ့ပါသေးတယ်။အဖေမဆုံးခင်မှာဆင်းအောင်တင်ဖို့ဆင်းအောင်ကခေါ်ပေမဲ့တစည်းမရောက်မလာနိုင်ခဲ့ပေ။ကားဆောင်နေရင်းနဲ့နှလုံးခုန်ရက်သွားပြီးကွယ်လွန်သွားခဲ့ပါတယ်။ဆင်းအောင်ကရောက်မလာခဲ့တာကြောင့်အချိန်မီဆင်းအောင်ကိုလည်းမပို့နိုင်ခဲ့ပေ။ဖခင်ကိုလက်လွတ်လိုက်ရပါတော့တယ်။ မိဘနှစ်ပါလုံးကွယ်လွန်သွားပြီးနောက်ဟိမန်အောင်တို့မောင်နှမနှစ်ယောက်ကအတင်းပြီးတော့ချမ်းရိတ်ခဲ့ရတာပါမိဘတွေမရှိတော့လို့အခုဖြစ်သူကတော့အမငယ်ရအောင်အပိနိုင်ခဲ့ပြင်မဲ့လဲအခုတော့အခုအရင်ကိုယ်တိုင်ကလည်းဒီလန်းကိုပဲလိုက်သွားခဲ့ပါတယ်မိဘတွေကွယ်လွန်သွားပြင်မဲ့လွန်ခဲ့တဲ့နှစ်မှာတော့အခုအရင်ဖြစ်တဲ့ကိုဖူးပြည့်အောင် ရှိသေးတာကြောင့်အဖို့ရှိခဲ့သေးတာပေါ့အခုတော့ကိုဖူးပြည့်အောင်လည်းမေလ28ရက်နေ့မှာကွယ်လွန်သွားခဲ့ပြန်ပါတယ် မောင်နှမနှစ်ယောက်သာရှိတော့တဲ့အချိန်မှာအကိုဖြစ်သူကလည်းကွယ်လွန်သွားခဲ့တာကြောင့်ဟိမန်အောင်ကတော့သူ့အတွက်မိသားစုဝင်တွေမကြံတော့ပါဘူးကိုဖူးဖြစ်အောင်ကခြေတော်မကောင်းသူဖြစ်တာကြောင့်အလုံးမလုံးနိုင်ပဲဟိမန်အောင်ကပဲစောင့်ရှောက်ပေးခဲ့တာပါအကိုဖြစ်သူနဲ့အတူပိုကောင်းတဲ့တိုက်ခန်းလေးမှာနေနိုင်အောင်စီစဉ်နေတုံးမှာပဲမိမကောင်းဖြစ်ပြီးဘဝကူးပြောင်းသွားခဲ့တာပါ ရောင်မဖြစ်သူကလည်းဆုံးပါသွားပြီဖြစ်ကအကိုဖြစ်သူနဲ့ရောင်မဖြစ်သူတို့ကွယ်လွန်တဲ့ရက်ကလည်းတူနေခဲ့ပါတယ်။ဒါကြောင့်အရင်နှီးဆုံးမိသားစုတွေကမထင်ထားပဲတယောက်ပြီးတယောက်ထွက်ခွာသွားခဲ့တာကတရားရစရာကောင်းပြီးဟိမန်အောင်ကစိတ်ကိုတင်းထားရတာပါ။ဟိမန်အောင်ဟာတခိတခါတော့ကနမဲကြီးတဲ့မင်းသမီးတယောက်ဖြစ်ခဲ့ပြီးအောင်မြင်နေတော့မှအိမ်ထောင်ကျသွားခဲ့ပါတယ်။ အိမ်တောင်ကြပြီးနောက်အနှစ်ပြညာလုပ်တွေကိုလည်းဆက်မလုပ်ဖြစ်တော့ဘဲအိမ်တောင်သက်တစ်နှစ်ခန့်ကြာမှာပဲသဘောထားချင်းအစ်မပြေဒေါ်လာခင်မွန်းတန်နဲ့လမ်းခွဲခဲ့ကြတာပေါ့မိသားစုဝင်တွေကနှစ်အနည်းငယ်စီပဲခြားပြီးတယောက်ပြီးတယောက်ကွယ်လွန်သွားတဲ့ဟိမန်အောင်ရဲ့ဘဝကတော့တကယ့်ကိုစိတ်မကောင်းစရာဖြစ်ပါတယ် ပြေစိုးဆောင်ရှောက်ပေးဖို့မိဖတွေလည်းမရှိတော့သလုံးအကိုအရင်ကလည်းမရှိတော့ပါဘူး။ဒါကြောင့်ဝမ်းနဲ့စွာငိုနေရပြီးဟိမန်အောင်ကိုဘရက်သက်တီကစာနာနေကြပါတယ်။တစ်ချိန်ကအောင်မြင်ခဲ့တဲ့မင်းသမီးဟိမန်အောင်ကလောကရနေကိုတစ်ခုပြီးတစ်ခုကြုံနေရတာပါ။ဟိမန်အောင်ရဲ့အကိုဖြစ်သူလည်းကောင်းမွန်ရာဘုံဘွားရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။